အားလုံးပဲမင်္ဂလာပါခင်ဗျာကျမ်းမာဘေကင်းကြပါစေ2025ခုနှစ်နိုဝင်ဘာလ29ရက်နေ့နေ့ကပိုင်းနွေဥစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့ channel ကိုထုံးစံအတိုင်း like and subscribe လုပ်ပေးဖို့ကိုလည်းတောင်းဆိုပါရစေခင်ဗျာဒီနေ့တင်ပြဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့ဒီနတ်မောက်တယ်မှာပြည်သူတွေကိုတရားခံဖမ်းဆီးပြီးတော့စစ်ကြောင်းထုံးနေတဲ့စစ်တပ်နဲ့တော်လိုင်းတပ်တွေကြားတိုက်ပွဲဖြစ်ပွားတဲ့သတင်း နောက်ပြီးတော့ကြောက်ဖြူတိုက်ပွဲမှာမင်းပြင်းအနီးနားတမကဒီတိုင်းချောင်းအနီးထိပြန်ပွားလာတယ်လို့ဆိုပါတယ်။အေအေကထိုးသိစင်နေတာဖြစ်ပါတယ်။နောက်မုံရွာမြို့အဝင်ရေဦးဆန်ဆိုင်ကိတ်မှာတက်ဆွဲထားတဲ့စစ်သားတွေကိုဝင်ရောက်တိုက်ခိုက်တာမှာစစ်တပ်ဘက်က2ဦးသေဆုံးသွားပါတယ်။နောက်ရှမ်းတောင်တိုက်ပွဲမှာချင်းမြန်တက်ရင်၄နှစ်ခွန်တက်ရင်မှုသေဆုံးတယ်လို့ဆိုပါတယ်ခင်ဗျာဒီသတင်းတွေလည်းတင်ဆက်เสียရှိပါတယ်။နောက်ပြီးတော့မန္တလေးဒေသကြားကာလာဥချုပ်ရေးကောင်စီ ဖွဲ့စည်းလိုက်ပါတယ်ပြီးတော့ဒီမင်းညာခိုင်ကတော်လိုင်းတပ်ဖွဲ့ခုနှစ်ဖွဲ့ပေါင်းပြီးတော့အထူးလှုပ်ရှားစစ်ကြောင်းဖြစ်ဒါစီရဖွဲ့စည်းလိုက်ပြန်ပါတယ်ခင်ဗျာဒီသတင်းတွေကိုစုစည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ပြပေးခြင်းတဲ့သတင်းတွေကတော့ဒီနတ်မောက်နယ်ကစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုတော်လိုက်တပ်တွေကတိုက်ခိုက်တဲ့သတင်းနဲ့စတင်ကြပါတယ်ခင်ဗျာဒီမကွေးတိုင်းနတ်မောက်နယ်မှာပြည်သူတွေကိုတရားခံဖြစ်ဖမ်းဆီးပြီးတော့စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့တော်လိုင်းတပ်တွေနိုဝင်ဘာ28ရက်နေ့မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့နေပြည်တော်တိုင်းစစ်ဌာနဗျူဟာအမှတ်79အမှတ်93ညနှစ်တိုက်ရင်မှာရှိတဲ့ရဲဘော်တအူးကပြောဆိုတာဖြစ်ပါတယ်။နိုဝင်ဘာလ23ရက်နေ့ကလည်းကနမောင်းမြို့နယ်ရွာမွန်ကျေးရွာမှာရှိတဲ့စစ်အုပ်စုနဲ့ပင်မစစ်လက်နက်ပစ္စည်းဆက်ယုံပပနာနတ်မောက်ကထွက်လာတဲ့အင်အားတရာလောက်ပါတဲ့စစ်ကြောင်းကကြေးရွာတွေကိုမှွေနှောက်စစ်ကြောင်းထိုးနေကြတာဖြစ်တယ်လို့ဆိုပါရယ်။ အဲ့ဒီစစ်တပ်စစ်ကြောင်းကဒေသခံတွေကိုတစားကားဖြစ်ဖမ်းဆီးပြီးတော့ကြေးရွာတွေကိုစစ်ကြောင်းထိုးနေတဲ့အချိန်မှာတော်လန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲတနအီခွဲလောက်ကြအောင်ဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ဘက်ကအကြဆုံးရှိနိုင်တယ်လို့အမှတ်9တုံညှ2တပ်ရင်းကရဲဘော်တူကပြောတာပါသူပြောပြတာကတော့ဒီစစ်ကြောင်းကဆက်ပြီးတော့ထိုးနေတော့မှာပဲဒီကနေ့တိုက်ပွဲကြာချင်းတနအီခွဲလောက်ကြတယ်ရန်သူထိခိုက်တာကြဆုံးတာရှိနိုင်တယ်ဒါပေမဲ့လည်း တနော်တို့ကအဲအားကလည်းမမျှဘူးဒီအဲအားမမျှတော့ပြန်ဆုပ်ရတာဆိုတော့အခြေအနေကိုတော့အတိအကျသိဖို့ကခဲရင်တယ်လို့ပြောပြပါတယ်ခင်ဗျာအဲ့ဒီတိုက်ပွဲကိုနေမီရော်တိုင်းစစ်ဌာနဒီဗျူဟာအမှတ်စက်ခွန်ကအမှတ်ကိုတုံညာနှစ်တက်ရင်အထူးလှုပ်ရှားစစ်ကြောင်းနဲ့တရက်ခိုင်တက်ရင်တေတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးတော့ဒီတော်လိုင်းတက်တွေထိခိုက်မရှိဘူးလို့ဆိုပါတယ်ခင်ဗျာနိုဝင်ဘာလ28ရက်နေ့ကလည်းတော်လိုင်းတက်အမှတ်ကိုတုံညာ၃တက်ရင်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်စစ်တပ်ဘက်ကစစ်ကြောင်းနဲ့ဒေါ်လာရေးတပ်တွေနှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့လဲဆိုပါတယ်ခင်ဗျာစစ်တပ်စစ်ကြောင်းဟာပြည်သူတွေကိုမကြာခဏတရားခံဖြစ်ဖမ်းဆီးခေါ်ဆောင် ထားတာတွေရှိနေပြီးတော့အဲ့ဒီပြည်သူတွေကိုလမ်းပြဖြစ်စီခိုင်းကာကြေးရွာတွေကိုရောက်ရှိချိန်မှာတော့ပြန်လုပေးလိုက်တယ်လို့ဆိုပါတယ်ဒီနမောမျိုးနဲ့အတွင်းကိုစစ်တပ်ကဒီဆက်လက်စစ်ကြောင်းထိုးနိုင်တာကြောင့်အမှတ်9333တက်ရင်နမောမျိုးနဲ့ဘက်ကဖားနဲ့ မဟာမိတ်တပ်ဖွဲ့တွေအင်အားဖြစ်တင့်ထားပြီးတော့တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့်ဒေသခံပြည်သူတွေစစ်ရေးသတိနဲ့နေထိုင်ကြဖို့ကိုလည်းသတိပေးထားကြပါတယ်ဒီရွာမွန်ကျေးရွာမှာရှိတဲ့စစ်တပ်နဲ့ဗမာစစ်လက်နက်ပစ္စည်းစက်ယုံစစ်စည်းဂိတ်ဟာခီးသွွားပြည်သူလူငယ်တွေကိုမကြာခဏဖမ်းဆီးပေါ်တာဆွဲကာစစ်သားတွေစုဆောင်းနေတာဖြစ်ပြီးတော့ဒေသခံပြည်သူတွေသတိထဖြတ်တန်းရတဲ့စစ်စည်းဂိတ်တခုဖြစ်တယ်လို့လည်းဆိုပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ဒီကြောက်ဖြူတိုက်ပွဲ တရင်ကိုဆက်ပြီးတင်ပြပါမယ်ခင်ဗျာရခိုင်ပြည်နယ်ကြောက်ဖြူမှာရက္ခတတ်တော်အေအေနဲ့အကျန်းဖက်စစ်တပ်တို့အကြဖြစ်ပွားနေတဲ့တိုက်ပွဲဟာမင်းပြည်ကျေးရွာအနီးဒါမကဘဲနဲ့တိုင်းချောင်းကျေးရွာအထိပြန်ဖြစ်ပွားလာတယ်လို့ဒေသခံစီတရင်ရင်းမြစ်တို့ကပြောဆိုပါတယ်ခင်ဗျာသူပြောတာကဒီကြောက်ဖြူမှာတိုက်ပွဲကနေရာနှစ်ခုမှာဖြစ်ပွားနေပါတယ်မင်းပြည်ပတ်ဝန်းကျင်ရဲ့အရင်အေအေကဆုတ်ပေးလိုက်ရတဲ့တိုင်းချောင်းမှာဖြစ်နေတာပါအေအေကပြန်လဲထိုးသစ်ဆင်တဲ့အနေထားပါ တိုက်ပွဲပြင်းထန်နေတဲ့စစ်တပ်ကအထိနာနေတဲ့အဲ့ဒီအတွက်စစ်တပ်ကပတ်ဝန်းကျင်ကြေးရွာတွေကိုလက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်နေတယ်လို့ပြောပြပါရခင်ဗျာဒီလက်ရှိစစ်ရေးနေထားရအရကတက်တော်ကပြန်လည်ထိုးစစ်ဆင်လာတဲ့အနေထားကို မြင်ရတယ်လို့ပြောပါရအရကတက်တော်ကပြန်လည်ထိုးစစ်ဆင်လာတဲ့အနေထားမျိုးကိုတွေ့ရတယ်ပြန်ပြီးတော့ကြောက်ဖြူဘက်ကိုစစ်မြအုပ်ပြန်လှည့်လာတဲ့အနေထားမျိုးလို့ပြောလို့ရတယ်တိုင်းချောင်းရွာကအေကစုတ်ပေးထားတာအခုအဲ့ဒီတိုက်ပွဲပြန်ဖြစ်တာ ဒီမနေ့ညကလည်းပြင်းတယ်ဒီနေ့မနေ့လည်းပြန်ဖြစ်နေတယ်လို့ပြောပြပါရယ်ခင်ဗျာဒီလုံခဲ့တဲ့နိုဝင်ဘာလ25 26နဲ့29ရက်တိုက်ပွဲအတွင်းမှာလည်းစစ်တပ်တပ်ဖွဲ့ဝင်တချို့ကိုအရကတပ်တော်ကဖမ်းမိရရှိထားတယ်လို့လည်းသူကဆိုပါရယ်ဒီစစ်တပ်ကအ धिक တိုင်းချောင်းဆယ်အနီးရှိတောင်နဲ့မင်းပြေပတ်ဝန်းကျင်တို့မှာအထိနာ နေပြီးတော့နေဗီတွေကလက်နက်ကြီးတွေနဲ့ဒရဇတ်ပစ်ခတ်နေပြီး drone ဘုံတို့နဲ့ဒီပတ်ဝန်းကျင်ခြေရွာတွေကိုလည်း တိုက်ခိုက်တာတွေလုပ်နေတယ်လို့ကြေးရွာသားတူကလည်းပြောပြပါရခင်ဗျာသူတို့ဘက်ကထိနာနေပြီဆိုရွာတွေကိုပြစ်မှတ်ထားပြီးလက်နက်ကြီးနဲ့ပစ်တယ်ဒရုန်းနဲ့ချရတယ်နေအိမ်တွေလည်းပျက်စီးတာများနေပါပြီလို့ပြောပြပါရခင်ဗျာစစ်တပ်ရဲ့နေပြည်တော်နဲ့မြေပြင်တပ်တွေဟာဒီပြားချွေင်ကြောင်ခုချောင်းဆတဲ့ကြေးရွာတွေရဲ့အနေဝန်းကျင်ကိုနေရောညပါလက်နက်ကြီးတွေဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်းဆိုပါရယ်စစ်တပ်ကလူနေကြေးရွာကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ကြေးရွာပေါင်း30ထက်မနည်း ကပြည်သူတွေကိုအေးတပ်ဖွဲ့ဝင်တွေကဒေသခံကြေးရွာတွေကိုစစ်ပေးလွတ်ရာကိုကယ်ထုတ်ပေးနေရတယ်လို့လည်းသိရပါပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့မုံရွာမြို့ဝင်ရေဦးဆန်ဆိုင်ဂိတ်မှာတပ်ဆွဲထားတဲ့စစ်သားတွေကိုဝင်ရောက်တိုက်ခိုက်တာမှာစစ်တပ်ဘက်က2ဦးတည်ဆုံးတဲ့တရင်ကိုတင်ပြကြပါရစေ။စကိုင်းတိုင်းမုံရွာမြို့ဝင်ရေဦးဆန်ဆိုင်ဂိတ်မှာထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကိုဝင်ရောက်တိုက်ခိုက်တာမှာစစ်တပ်ကနှစ်ဦးတေဆုံးခဲ့တဲ့အကြောင်းဒေသအတွင်းသတင်းရင်းမြစ်တွေက ပြောဆိုကြပါရယ်ဒီနိုဝင်ဘာလ29ရက်နေ့ည9:45နာရီလောက် မှာမုံရမြို့ဝင်ရေဦးဆန်ဆိုင်ဂိတ်မှာထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကိုတော်လန်ရေးတပ်တွေကဒီဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဒီအဲ့ဒီတိုက်ခိုက်မှုဟာမိနစ်30လောက်ကြာခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကနေပြီးတော့စစ်သားနှုတ်သေးဆုံးကတော်လန်ရေးရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာ ဒီမုံရမြို့ဝင်ရေဦးဆန်ဆိုင်ကိမ်းမှာတပ်ဆွဲထားတဲ့စစ်ခွေးတွေကိုဝင်ရောက်ပစ်ခတ်တယ်လို့သိရတယ်ခမန်းကြီးစစ်ခွေးနှစ်ကောင်သေဆုံးတယ်စစ်ခွေးဘက်ကဒဏ်ရာရတာတွေလည်းရှိတယ်ဒီစစ်ခွေးတွေဘက်ကတော့ပြန်ပစ်တယ်ဆက်တနတ်နဲ့ရပ်ပစ်တယ်အဲ့ဒီဂိတ်ကအဲအ30ကောင်ကျော်လောက်ရှိတယ်ကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိပြန်လည်စုခွာနိုင်တယ်လို့ဒေတာတွင်သတင်းအရေးမြစ်က ပြောဆိုတာဖြစ်ပါတယ်ခင်ဗျာ အဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဘယ်တော်လိုင်းအဖွဲ့ကလှုပ်ဆောင်ခဲ့တာကိုအတည်ပြုနိုင်တာမရှိသေးကြောင်းလဲဒေတာတွင်တရင်အရေးမြစ်တွေကဆက်လက်ပြောဆိုကြပါတယ်ခင်ဗျာနောက်တရင်တစ်ပုဒ်ကတော့ရှမ်းတောင်ဘက်ကတိုက်ပွဲမှာဒီတရင်မှုတယောက်ကြာဆုံးနေဆိုတဲ့တရင်ကိုချက်ပြီးတင်ပြပါမယ်ရှမ်းပြည်နယ်တောင်ပိုင်းကတိုက်ပွဲအတွင်းမှာအမှတ်၄နှစ်ခွန်ချီမြန်တက်ရင်ခမရ၄နှစ်ခွန်တက်ရင်မှုအပါဝင်စစ်ကောင်စီတပ်က တည်ဆုံးတာတွေများနေတယ်လို့ဒေသခံစည်ရေးတရင်ရေးမြင့်တဲ့မြေပြင်ရဲဘော်တချို့ကပြောပြကြပါတယ်ခမရ၄နှစ်ခွန်တိုင်ရင်ကဒီမော့ဆုမြို့နယ်အခြေစိုက်တပ်ဖြစ်ပေမဲ့ရှမ်းပြည်တောင်ပိုင်းကိုစစ်စင်ရေးဝင်နေရတယ်လို့အခုလက်သန်းပိုင်းကအဲ့ဒီတိုင်ရင်ကနေအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတို့ကဆိုပါတယ်ဒီရင်မှုအသေးရတဲ့ဂျန်နဲ့အသေးစိတ်ကိုကျွန်တော်တို့အခြေအနေအရပြောပြလို့မရသေးဘူးလို့ရှမ်းတောင်တိုက်ပွဲအတွင်းမှာရှိနေတဲ့ရဲဘော်တအူးကပြောပြတာပါ ီစစ်ကောင်စီရဲ့တရည်မှုတည်ဆုံနေဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့ဒီတိကျအတည်ပြုနိုင်တာမရှိသေးပါဘူးခင်ဗျာဒီစစ်ကောင်စီတပ်ဟာပို့ဦးပြည်သူစစ် BNO တပ်သားအားကိုအုံချပြီးတော့ပင်လောင်းနဲ့ဖဲခုံမြို့နယ်တွေမှာရွေးကောက်ပွဲကျင်းပဖို့စစ်ကြောင်းထိုးရင်းနဲ့ကြားဖြတ်တိုက်ခိုက်ခံနေရတာလို့ရှမ်းတောင်စစ်ရေးတရင်အေးမြစ်တွေကအတည်ပြုပါတယ်ခင်ဗျာဒီမြို့နယ်လုံးကျိုးရွေးကောက်ပွဲတွေလုပ်နိုင်ဖို့ရွာတွေကိုထိုးစစ်ဆင်နေတာတိုက်ပွဲကတော့ပြင်းထန်နေသေးပဲလို့သူကပြောပြပါဗျာ ဒီတိုက်ပွဲနေရာတွေကိုလုံခြုံရေးအခြေအနေအတိအကျဖော်ပြလို့မရသေးပေမဲ့ပင်လောင်းမြို့နယ်တောင်ဘက်ခြမ်းနဲ့ဖက်ခုံမြို့နယ်အနောက်ဘက်ခြမ်းမှာတိုက်ပွဲတွေဖြစ်နေတာလို့ဆိုပါရယ်ဒီအခုလပိုင်းဖက်ခုံနောက်ခြမ်းတိုက်ပွဲမှာပိုးပြည်သူစစ် PNO ကဗိုလ်မှူးတုံးဦးအပါဝင်တပ်သားအဆင့်တွေနဲ့တေဆုံးသူတွေအများပြားရှိတယ်လို့ရှမ်းတောင်စစ်ရေးတရင်အရေးမြစ်တွေကပြောပြကြပါရယ်ဒီရှမ်းတောင်နဲ့ထိစပ်နေတဲ့ KNP နဲ့ဒီမော့ဆူမြို့နယ်မှာလည်း စစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့ကြောင်းတိုက်ပွဲတွေဖြစ်နေပါတယ်စစ်ကောင်စီတပ်ကကရင်ပြည်နယ်မဲဆက်ဖားဆောင်နဲ့ဒီရှားရုံမြို့နယ်ကလွဲလို့ကြံတဲ့မြို့နယ်တွေမှာရုပ်ောက်ပွဲလုပ်ဖို့စီစဉ်ထားပြီးတော့ပြည်နယ်အတွင်းကလွိုက်ကောဒီမော့ဆိုဖရူဆိုဘော်ခဲနဲ့ရှမ်းကရင်နီစက်ကဖဲခုံမြို့နယ်တွေမှာစစ်မျက်နှာ၅ခုဖွင့်ပြီးတော့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်ခင်ဗျာနောက်တဲ့တဲ့ဘုကတော့ဒီမန်လေးဒေသဂျာကလာဥချုပ်ရေးကောင်စီ ဖွဲ့စည်းလိုက်ပါတယ် ီမန္တလေးတိုင်းအတွင်းမှာဒီတော်လိုက်အရာသူတွေရဲ့မန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီကိုမနေ့ကနိုဝင်ဘာလ28နေ့ရက်စွဲနဲ့ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။မနေ့တုန်းကမန္တလေးဒေသလွတ်တော်ပထမကြိမ်အစည်းအဝေးပြုလုပ်ပြီးတဲ့နောက်မှာလွတ်တော်ဥက္ကဋ္ဌနဲ့ဒုတိယဥက္ကဋ္ဌရွေးချယ်တင်မြောက်ပွဲအပါအဝင်ဒီမန္တလေးဒေသလွတ်တော်ရဲ့ရေးရာကော်မတီတွေဖွဲ့စည်းတာမန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းတာတွေ လုံနိုင်ခဲ့တာကိုကြိုးတူတယ်ဆိုပြီးလဲအာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားချိတ်ဆက်ညီနိုင်ရေးကော်မတီမန္တလေးကလည်းထုတ်ပြန်လာပါတယ်ခင်ဗျာဒီဒီဂျာကလာအုပ်ချုပ်ရေးကောင်စီမှအုပ်ချုပ်ရေးကာကွယ်ရေးနဲ့လုံခြုံရေးဗဏ္ဍာရေးအခွန်နဲ့တဘာဝပြန်သဒ္ဒစီမံခန့်ခွဲရေးပညာရေးလူငယ်မျိုးသမီးနဲ့ကလေးတငယ်ရေးလူသားချင်းစာနာကူညီရေးနဲ့ရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးကျန်းမာရေးဆိုတဲ့ဌာနကြီးခုနှစ်ခုနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်ဒီလူသားချင်းစာနာမှုကူညီရေးနဲ့ ဒီအရေးပေါ်ဆိုင်ရာစီမံခန့်ခွဲဌာနကြီးမှုအဖြစ်တာဝန်ထမ်းဆောင်မဲ့မအေးမင်းအောင်အောင်ကတော့ဒီကနေ့ကစလို့နှစ်နှစ်တိတိတာဝန်ယူမှုတာဝန်ခံမှုရှိရှိလှုပ်လှုပ်သွားပါမယ်လို့ကြေပေးပါတယ်တစ်ဖက်မှာလည်းဝေဖန်အကြံပြုမှုတွေကိုလည်းစောင့်မျှော်ကြိုဆိုပါတယ်လို့မနေ့ကသူ့ရဲ့လူမှုကွယ်ရေးဆာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်ခင်ဗျာဂျာကာလာအစီအမံ ပေါ်ပေါ်ရေးအတွက်ဆွေးနွေးတာတွေကို2023ခုနှစ်နှစ်လက်ပိုင်းကတည်းကစတင်ပြုလုပ်ခဲ့ကြတာဖြစ်ပြီးတော့အခုနှစ်မေလမှာတော့အခန်း12ခန်းပါဝင်တဲ့မူကြမ်းကိုထုတ်ပြနိုင်ခဲ့ကြတာဖြစ်ပါတယ်။ဒီပြီးခဲ့တဲ့သတင်းပတ်ထဲမှာပဲသခိုင်းတိုင်းမှာလည်းဂျာကလာအစိုးရဝန်ကြီးချုပ်ကိုရွေးကောက်တင်မြှောက်လိုက်တဲ့အကြောင်းသခိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်စတ်သမပုံမှန်အစည်းအဝေးကတရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။ ောက်သတင်းတစ်ပုဒ်ကတော့ဒီမန္တလေးတိုင်းတွင်းကသတင်းပါပဲခင်ဗျာအဲ့ဒါကတော့မြင်းညံခရိုင်ကတော်လိုင်းတပ်ဖွဲ့ခုနှစ်ဖွဲ့ပေါင်းပြီးတော့အထူးလှုပ်ရှားစစ်ကြောင်းဖွဲ့ထိလိုက်ပါတယ်ဒီတော်လိုင်းအားကောင်းတဲ့မန္တလေးတိုင်းမြင်းညံခရိုင်အတွင်းကတော်လိုင်းတပ်ဖွဲ့ခုနှစ်ဖွဲ့ပူးပေါင်းပြီးတော့အထူးလှုပ်ရှားစစ်ကြောင်းဖြစ်ဖွဲ့ထိလိုက်ပါတယ်ဒီမြင်းညံခဲအတွက်မှာပြန်ကျဲနေတဲ့တရင်တပ်ဖွဲ့တွေကစူးစီးညီညွတ်စွာစစ်ရေးဖော်ဆောင်နိုင်ဖို့နဲ့ခရိုင်အတွင်းစစ်တပ်ကိုတိုက်ခိုက်နိုင်ဖို့ဒေသတွင်းနေ ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုဒုနဲ့ဒဲနဲ့ကာကွယ်နိုင်ဖို့မြင့်ညာခဲအထုလှုပ်ရှားစစ်ကြောင်းကိုဖွဲ့စည်းလိုက်တဲ့အကြောင်းတော်လိုင်းရေးအဖွဲ့တွေကဒီမနေ့ကနိုဝင်ဘာလ28ရက်ညမှာထုတ်ပြန်ကြေညာကြတာဖြစ်ပါတယ်။မြင့်ညာခဲအထုလှုပ်ရှားစစ်ကြောင်းမှာမြင့်ကြံတောင်းတာနထူးကြီးငစွန်ဒီမြို့နယ်တွေကအဖွဲ့တွေဖြစ်တဲ့နထူးကြီး PDF ပြီးတော့တောင်းတာ PDF ပြီးတော့နထူးကြီး Gorilla 4ဒီမြင့်ကြံ Black Tiger ဝမ်မော့ကော်လန်ငဇုံ PDF ငဇုံမီနဂါတပ်ဖွဲ့အာမန်တစ်ပြောက်ကြားတပ်ဖွဲ့တို့ပူးပေါင်းပါဝင်တယ်လို့သိရပါတယ်ခင်ဗျာဘာတွေပိုကောင်းလာနိုင်တယ်လဲဆိုရင်တော့စီလုံးမှုနဲ့တွားတာကတော့အလုံးနီးပါးကောင်းလာနိုင်တယ်လို့ကျွန်တော်ထင်တယ်စီရေးကောနိုင်ငံရေးကောပြည်သူလူထုကိုကာကွယ်ဆောင်ရှောက်ရေးကောအကောင်းဆုံးကြိုးစားသွားမှာပါလို့အထုလှရှားစကြောင်းမှာပါတဲ့မြင်းညာဘလက်တိုက်ကတပ်ဖွဲ့ရဲ့ကောင်းဆောင်ပုံမိုက်ခဲကပြောပါတယ် ဒီအထက်ပါတရင်တပ်ဖွဲ့တွေကရဲဘော်တွေကိုစုဖွဲ့လေ့ကျင့်ပြင်ဆင်တဲ့လုပ်ငန်းစဉ်တွေလည်းပြီးမြောက်ခဲ့ပြီးတော့လက်ရှိကြီးညာချက်ထုတ်ချိန်ကစပြီးတော့ခရိုင်အတွင်းမှာရှိတဲ့ရှေ့တန်းစစ်မြေပြင်တွေဒီမှာဒေတာတွဲတော်လိုင်းတက်တွေနဲ့ဟန်ချက်ညီညီပူးပေါင်းတက်ခိုက်သွားမှာဖြစ်တယ်လို့မင်းညာခရိုင်အထုလှုပ်ရှားစေချောင်းကအတည်ပြုပါတယ်။ဒီအလားတူပဲခရိုင်အတွင်းမှာစစ်ရေးအချိန်မြင့်တင်နိုင်ဖို့နဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချိန်မှုကြီးအတွက်ညီအကိုစိတ်ရဲဘော်ရဲဘက်စိတ်နဲ့ပူးပေါင်းတက်ခိုက်လို့တဲ့လက်နက်ကင်တက်ဖွဲ့တွေကိုလည်း ဒီမင်းညာခံအထုလှူရှာစစ်ကြောင်းကကြိုးစိုးနေတယ်လို့အဲ့ဒီမင်းညာခံအထုလှူရှာစစ်ကြောင်းကထပ်မံအသိပေးထားပါတယ်ခင်ဗျာပါဝင်တဲ့အဖွဲ့တွေကိုဆက်သွယ်မေးမြန်းထားပြီးတော့ပြန်လည်ဖြစ်ကြတာမရှိသေးပါဘူးနှွေဦးတော်လိုင်းရေးမှာမင်းညာခိုင်ဟာအာနာသိန်းစစ်တပ်ကိုစောသွန်းလက်နက်ကင်တော်လန်ခဲ့တဲ့ဒေသတွေထဲမှာပါဝင်ပြီးတော့ဒီမြို့သိမ်းတိုက်ပွဲတွေအထိဖြစ်ပေါ်စီခဲ့တဲ့ဒေသတစ်ခုဖြစ်ပါတယ်စစ်ကောင်စီရဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်တာတွေ ဒီစစ်ကြောင်းထိုးမီးရှို့မှုနဲ့လေကြောင်းတိုက်ခိုက်တာတွေလည်းကာလရှည်ကြာရင်ဆိုင်နေရပါတယ်ခင်ဗျာနိုဝင်ဘာလ29ရက်နေ့နေကမိုက်တင်ပြပေးတဲ့သတင်းတွေကတော့ဒီများသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်